Hello ချစ်ရတဲ့ BB Family မိသားစုတွေအားလုံးပဲမင်္ဂလာညချမ်းပါခင်ဗျာကျွန်တော်ရဲ့ Big Boss Reaction Channel ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့2025ခုနှစ်မေလ31ရက်နေ့ရဲ့ညပိုင်းသတင်းတွေကိုကျွန်တော်တို့တို့အတွက်ကြည့်ကြမှာဖြစ်ပါတယ်။ဟုတ်ကဲ့ဒီညနေမှာတော့အထူးရှယ်သတင်းကောင်းကြီးရှိနေတာဖြစ်ပါတယ်နော်။အဲ့တော့မိသားစုလေးကြာပြီးသားဖြစ်ရင်ဖြစ်ပါလိမ့်မယ်နော်။ဟုတ်ကဲ့သတင်းကောင်းလေးတွေကိုကျွန်တော်အရင်ဆုံးလူရီတို့ရှယ်သတင်းကောင်းလေးဖတ်ပြပါမယ်နော်။ကဲပထမဆုံးသတင်းကောင်းကြီးကတော့ ကြောက်ဖြူတိုက်ပွဲတွင်တိုင်းစစ်ဦးစီးမိုးပထမတန်းဂျီဝမ်ဒုတိယဗိုလ်မှူးကြီးကျော်လင်းကြိုင်နှင့်စစ်တုံးပတ်အများအပြားဖမ်းဆီးရရှိထားပြီးအလံဖြူတော့လင်းဝင်သူလဲအလွန်များပြားတယ်လို့သတိရရှိပါရနော်အဲ့ဒါကတော့မေလ30ရက်နေ့ညနေ3:00နာရီအချိန်ကြောက်ဖြူမြို့နယ်မင်းတက်တောင်ကျေးရွာနီးစစ်ကောင်စီတပ်နေအေအေတို့အကြားတိုက်ပွဲဖြစ်ပွားခဲ့ကြောင်းရင်းတိုက်ပွဲတွင်စစ်ကောင်စီတပ်ဤတိုင်းစစ်ဦးစီးမိုးပထမတန်းဒုတိယဗိုလ်မှူးကြီးကျော်လင်းကြိုင်နှင့်စစ်တုံးပတ်အများအပြားကိုလက်နက်ခင်းရဲများနဲ့အတူအေအေကဖမ်းဆီးရရှိကြောင်း အချမ်းဖက်စစ်ကောင်စီတပ်များကမင်းတက်တောင်ကြီးရွာမြောက်ဖက်မီတာ600အကွာစက်မှုလက်မှုတင်တန်းကြောင်းကိုအခြေပြု၍ AA ကိုထိုးစစ်ဆင်နေခြင်းဖြစ်ကြောင်းသိရှိရပါတယ်တဲ့အဲ့တော့ကြောက်ဖြစ်မျိုးနဲ့တိုက်ပွဲတွင်စစ်ကောင်စီတပ်မှအများပြားလက်နက်ချလေးဝင်နေပြီးဖမ်းဆီးရရှိသူများလည်းများပြားကြောင်းသတင်းရရှိပါတယ်နော်ကဲမြင်းတဲ့အတိုင်းပဲပုံထဲမှာတော့တော်တော်လေးကိုအခြေအနေမကောင်းတဲ့ဒါဒီတိုင်းစစ်ဦးစီးမှုကြီးဖြစ်ပါတယ်နော် ကဲဒီလိုမျိုးတိုင်းစစ်ဦးစီးမှုပေါ့နော် G1 လို့ခေါ်တဲ့ရာရှိရှိတယ်ပေါ့ဒီလိုရာရှိကြီးတွေတော့မဟုတ်တော့เนาะဒီလိုမျိုးစစ်တုံးပန်းနေနဲ့ဖမ်းဆီးရမိတဲ့အနေအထားတွေဖြစ်နေပါပြီเนาะစစ်မြေပြင်တိုင်းတည်ဆုံးခဲ့တဲ့စစ်ကောင်စီတပ်ဖွဲ့များကိုနှစ်သိမ့်သည့်အနေဖြင့်အဆင့်တိုးဝေးမှုများပြုလုပ်နေဟုဆိုဆိုတဲ့သတင်းဖြစ်ပါတယ်เนาะအဲ့တော့စစ်မြေပြင်မှာမြေမျိုးစားဖြစ်သွားတဲ့စစ်ကောင်စီအကြမ်းဖက်ရရှိတွေပေါ့နော်ထပ်ပြီးတော့တည်သွားမှာပဲရာတို့တိုးပေးတဲ့မင်းအောင်လိုင်ဖြစ်ပါတယ်အဲ့တော့ဒီမှာဆိုရင်ရခိုင်ပြည်နယ်ကြောက်တော်မြို့နယ်တိုက်ပွဲတွေတည်ဆုံးခဲ့သည့်စစ်ကောင်စီတပ်မှ 17နီးဗျူဟာမျိုးနီးဗျူဟာမူဘုံမူကြီးကြော်မျိုးအောင်ကိုဘုံမူချုပ်အဖြစ်အဆင့်တိုးပေးခဲ့ကြောင်းထုတ်ပြန်ချက်တွင်ဖော်ပြထားပါတယ်ဗျူဟာမူကြော်မျိုးအောင်သည်နှမ်းဖဲတောင်တိုက်ပွဲ၌အာရခတတော် AE စနိုက်ပါဖြင့်ပစ်ခတ်မှုကြောင့်မေလ29ရက်နေ့တည်ဆုံးခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်နော်အဲ့တော့ AE ရဲ့လက်ချက်နဲ့တည်ဆုံးသွားတဲ့ဒီဘုံမူကြီးကတည်သွားမှာပဲရာထူးထူးသွားတဲ့အနေအထားဖြစ်ပါတယ်နော် ကဲနောက်ထပ်သတင်းတစ်ပုဒ်ကတော့တမူးမြို့သိမ်းတိုက်ပွဲသတင်းကြောင့်တိန်းဆောင်သူများနေပြလာကြရန်စစ်ကောင်စီကစီယုံနေတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။အဲ့တော့တမူးမြို့ပေါ်ကစစ်ကောင်စီတပ်ကတိန်းချုပ်ထားဆဲဖြစ်တဲ့အတွက်ဒီနေ့ရွေးကောက်ပွဲဟာမလွဲမသွေကျင်းပမယ်တမျို မြို့တမျိုးဖြစ်ပါတယ်တဲ့ဒါကြောင့်လဲတမှုမြို့ခံတွေတယောက်မှကြံမဲထဲနိုင်ရေးအတွက်အစကတည်းကစစ်ကောင်စီကစီယုံရီတွေလုတ်တယ်စစ်ပေးရှောင်တွေပြလာခိုင်းတယ်မြို့တွေကလူတွေကလည်းနှီးမျိုးစုံနဲ့မြို့ထွက်ခွာဖို့တားမြစ်ထားတယ်လို့တမှုမြို့နိုင်ငံရေးတချို့သူမြို့သမီးတူကပြောပါတယ်ဗောနော်အဲ့တော့ရွေးကောက်ပွဲအတွက်သူတို့လူစုတဲ့ပုံစံဖြစ်ပါတယ်နော်အဲ့တော့ဘာပြောတမှုမြို့လည်းအမြန်ဆုံးပြန်လည်ပြီးတော့ဗောနော်ဒီမြို့သိမ်းနိုင်မှုလိုအပ်နေပါပြီနော် ကဲနောက်ထပ်သတင်းတစ်ပုဒ်ကတော့ပြည်သူများ၏အထောက်ပံ့များကိုလွှဲသုံးစားမပြုရန်နှင့်တော်လှန်ရေးမလုပ်စားကြရန် KNDF စီဦးစီစုကပြောလိုက်တယ်ဆိုတဲ့သတင်းပဲဖြစ်ပါတော့အဲ့တော့ KNDF စီဦးစီချုပ်လိုမျိုးတကယ်အရာရှိကြီးတွေကပြောတယ်ဆိုရင်တော့ဒါတွေကလွှဲသုံးစားမှုတွေရှိလို့ဖြစ်ပါတယ်နော်အဲ့တော့ဒီလိုမျိုးလွှဲသုံးစားမှုတွေရှိလို့လဲတော်လှန်ရေးကအခုလိုမျိုးကြာတယ်လို့ပြောလို့ရတယ်နော် ဲ့တော့တချို့သောအားလုံးလည်းသိမှာပါနော်တချို့သောတော်လိုင်းအစားမပါဝင်ခဲ့တဲ့ဒီထောက်ပို့တွေဆိုရင်ခုဆိုရင်တချို့ဆိုတော်တော်များများနာမည်ပြက်ပြီးမှမလုပ်တဲ့လူလည်းရှိတယ်ပေါ့နော်တချို့ကြလည်းအာသူများတွေဝေဖန်ပေမဲ့လည်းခုချိန်ထိဆက်လက်ပြီးတော့လှုပ်ဆောင်နေတာလည်းတွေ့ရပါတယ်နော်အဲ့တော့ဘာပဲပြောတော်လိုင်းရင်းနဲ့ပတ်သက်ရင်တော့ဒီလိုမျိုးအလွဲသုံးစားလောက်တာကတော့ခွင့်မလွတ်သင့်ပါဘူးနော် ကဲနောက်ထပ်သတင်းတစ်ပုဒ်ကတော့ဆေးအာဏာရှင်များကိုတက်ဆိုးမရှိရန်တော်လန်ရေးတိုက်ပွဲအောင်မြင်အောင်ဆက်လက်တိုက်ပွဲဝင်ကြရန် KNDF ဒူဦးစီးချုပ်မာရီကတိုက်တွန်းလိုက်တယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။အဲ့တော့ကျွန်တော်တို့အားလုံးတက်ညီလက်ညီနဲ့ကြိုးစားသွားမယ်ဆိုရင်မကြမီအောင်မြင်မှုပန်းတိုင်းကိုကျွန်တော်တို့ရောက်တော့မှာဖြစ်ပါတယ်လို့ KNDF စီဦးစီးချုပ်မာရီကပြောပြထားပါတယ်နော်။အဲ့တော့ကိုမာဝီတို့ကတော့တော်တော်လေးကိုလေးစားဖို့ကောင်းပါရဲ့နော်သူတို့နေမှာဆိုရင်တော့တကယ်ပေါ့နော်အများနဲ့ပဲဒီစစ်ကောင်စီချမ်ပစခန်းတွေကိုတိတ်ပိုက်ရရှိပြီးတော့ဒီစစ်တုံးမှန်တွေအများကြီးလေးရရှိထားတာဖြစ်ပါတယ်နော် ကဲပထမအဆုံးသတင်းကောင်းတစ်ပုဒ်နဲ့ပေါ့နော်ရခိုင်မှာတိုင်းစစ်ဦးစီးမှုနဲ့စစ်တုံးပန်းတွေကိုအေအေကလက်ရဖမ်းဆီးလိုက်တဲ့သတင်းကိုကျွန်တော်အရင်ဆုံးနှောင်းောင်းကြည့်လိုက်အောင်နော်တောက်ပြမျိုးနန်းဖဲတောင်ဘက်ကိုထိုးစစ်ဆင်လာတဲ့စစ်ကောင်စီရဲ့စစ်တောင်မှုဒုဗိုလ်မှူးကြီးအပါအဝင်စစ်တုံးပန်း20ကျော်ကိုတော့ ULAA ဘက်ကလက်ရဖမ်းဆီးနိုင်ခဲ့တယ်လို့သတင်းရရှိပါရတယ်။ မေလ30ရက်နေ့ညပိုင်းကကြောက်ဖြူမြို့နန်းဘဲတောင်စကန်းနဲ့လက်ခမော်ကြီးရွာဘက်ကိုထိုးစစ်ဆင်လာတဲ့စစ်ကောင်စီစစ်ကြောင်းတစ်ခုနဲ့အရကတပ်တော်တို့တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးတော့စစ်ကြောင်းမှုဒုဗိုလ်မှူးကြီးကျော်လင်းကျိုင်နဲ့အတူစစ်ကောင်စီတပ်သားတွေကိုဖမ်းဆီးရမိခဲ့တာပါ တိုင်းစစ်ဦးစီးမှုပထမရန်ကပအမှတ်ကြီးမြင့်ဆောင်3953နှစ်ဒုတိယဘုံမူကြီးကျော်လင်းကျိုင်းတဲ့အတူစစ်ကြောင်းမှာပါဝင်သူတပ်သား20ကျော်ကိုလက်ရဖမ်းဆီးမိခဲ့တာလို့သိရပါဗျ။သူတို့ဘက်ကထိုးစစ်ဆင်လာတာပါစစ်ကြောင်းကိုကောင်းဆောင်လာတဲ့တူပုံမှုကိုဖမ်းမိထားတယ်လို့စီရေးတဲ့ရင်အင်းမြေကပြောပါတယ်စစ်ချိန်မြင့်လာတဲ့ကြောက်ဖြူတိုက်ပွဲမှာတမ71နီးဖြူဟောင်းမှုပုံမှုရှုပ်ကြုံမျိုးအောင်တဲ့အတူအရာရှိအစဉ်၅ဦးခန့်တေဆုံးခဲ့ပြီးတော့ ဝင်မှုအဆင့်တူထိခိုက်တံရရရှိခဲ့ပါတယ်။ဒါအပြင်ဒုဗိုလ်မှုတူကိုလည်းရဖန်ဆီးခဲ့တာပါ။ကဲဒါကတော့ဒီနော်၆ဖီမျိုးနဲ့တိုက်ပွဲမှာဖန်ဆီးရမိတဲ့တဲ့မျိုးဖြစ်ပါတယ်နော်။တကယ်ပဲလေးစားဖို့ကောင်းပါတယ်။အခုလိုမျိုးပေါ့နော်။ချမ်ပစ်စစ်ကောင်စီရဲ့တကယ်ရာထူးကြီးကြီးတွေကိုတော့ပါနော်။အခုချိန်မှာဆိုဖြုတ်နိုင်တဲ့အစီအစဉ်တွေဖြစ်ပါတယ်နော်။ ကဲကျွန်တော်ထပ်နားထောင်မှာကတော့ဒီ KNU ကပြောရေးဆိုခွင့်ရှိသူစောပါဦးလေးဖြေထားတဲ့ဒီကောက်နှုတ်ချက်တရားနဲ့အတူလေးကျွန်တော်ပြပေးချင်တာဖြစ်ပါတယ်เนาะအဲ့တော့ဒီ1027ကမြောက်ပိုင်းမှာခြားတဲ့အချိန်မှာ KNU မှာဘာကြောင့်ငိန်တာလဲဆိုတဲ့အပြင်မြောက်ရီမြို့ကအခုချိန်မှာဘယ်သူထိန်းချုပ်ထားတာလဲဆိုတာတွေကိုဒီအချက်အလက်နဲ့ဖြေကြားသွားတဲ့ဟာလေးနားထောင်ကြည့်လာအောင်เนาะဒီချိန်အဲ့ဒီကာလတော့ကျွန်တော်တို့ EAO တွေမှာလည်းကျွန်တော်တို့ညှိနှိုင်းဆောင်တဲ့ချိန်ညှိနှိုင်းဆောင်တဲ့ချက်လေးတွေရှိပါတယ်ညှိနှိုင်းပြီးတော့သဘောတူညီချက်တွေလည်းရှိပြီးအားရတော့ကွာအဲကျွန်တော်တို့က ပါလေဆိုတော့ဘာမဟုတ်တဲ့စီးပွားရေးလုပ်ငန်းတစ်ခုမှတော့မှကျွန်တော်တို့ရဲ့ရည်ရင်အတက်အကျကိုကြည့်ပြီးတော့စီးပွားရေးလုပ်ရသေးတာပဲလူတွေသိနေတဲ့တော်လှန်ရေးမှကျွန်တော်တို့ရည်ရင်အတက်အကျရှိခြင်းနဲ့အတူအဲ့ဒီရည်ရင်အတက်အကျရဘသူကလှုပ်မလဲဘသူကငြိမ်ပြီးတော့အနာဂတ်တော့ဘာလုပ်ရမလဲဆိုတဲ့ strategy တွေကျွန်တော်တို့မှရှိထားပြီးသားဖြစ်ပါတယ်ဒါကြောင့်မို့လို့တစ်တုံညာနှစ်ခုဆက်ဆင်ရေးမြန်မာနိုင်ငံမြောက်ပိုင်းမှာ ပတ်ကြံတိုက်နေတဲ့အချိန်မှာကျွန်တော်တို့ဘက်ကငြိမ်းနေတာမှန်ပါတယ်။ဟိုဒါကလည်းကျွန်တော်ရှေ့မှာပြောခဲ့တယ်လို့ပဲကျွန်တော်တို့ရဲ့ view ဟာကျွန်တော်တို့ရဲ့နီး view ဟာအရာသာကျွန်တော်တို့ခဏလေးငြိမ်းသက်သွားတာဖြစ်ပါတယ်။နောက်တစ်ခုကကျွန်တော်တို့ခေါင်းဆောင်ကြီးတွေအကုန်လုံးစဉ်းစားရတဲ့စဉ်းစားချက်တစ်ခုရှိပါတယ်။အဲ့ဒါကတော့ဘာလဲဆိုတော့ခွေးကိုကြောင်ပိတ်ရရင်ခွေးဟာဖပောက်ပိတ်တယ်။အဲ့တော့ဖပောက်မပိတ်အောင်ဖပောက်တနေအောင်ဖွင့်လာပေးတဲ့သဘောမျိုးနဲ့ မြောက်ပိုင်းမှာတိုက်နေတဲ့အချိန်ကျွန်တော်တို့တောင်ပိုင်းကအပါလေးဟလာပေးတဲ့ဟချက်တွေလည်းရှိပါတယ်။ဒါပေမဲ့တခါတလေကျတော့ကျွန်တော်ဒီစကားပြောတဲ့အခါမှာကျွန်တော်ရဲ့စကားကသစ်ကောင်းစီရဲ့ပြောရေးဆိုဝင်ဘူကျုံဆောင်မင်းတို့စကားနဲ့အနှဲငယ်ဆင်အောင်ဆင်နိုင်ပါလေ။ဒါပေမဲ့လို့စီရေဘူးဟာနီးဘူးဟာကိုစစ်ဘက်ဆိုင်ရာခေါင်းဆောင်ကြီးများကသိတဲ့အတွက်ကြောင့်ဒီနေရာမှာတော့ကျွန်တော်အနေနဲ့ပြောလို့ရသလောက်ပဲပြောပါရစေ။ စစ်ဘက်ဆိုင်ရာဒီလိုကိစ္စမျိုးတွေကိုတော့ကျွန်တော်မဝေးပါဘူး။အဲ့ဒါဆိုရင်အခုမြောက်ဝတီမြို့ကိုအဓိက BGF ကထိန်းတာထိန်းချုပ်ကားတယ်လို့ပြောလို့ရနေတာပေါ့နော်ဆိုတော့အဲ့ဒါဆိုရင်ဒီအားလုံးရဲ့ခုနညီညွတ်ရေးကော်မတီရဲ့သဘောထားမျိုးနဲ့ကြည့်မယ်ဆိုရင်ဒါကရင်တိုင်းသားတွေရဲ့ထိန်းချုပ်ထားတယ်လို့ပြောရင်မှန်မလားကရင်ယူလည်းပါတယ်ပေါ့စသည်ဖြင့်အဲ့လိုမျိုးလှည့်ပြီးစဉ်းစားမယ်ဆိုရင်ဒါမှန်တယ်လို့ပြောနိုင်မလားမှန်ပါတယ်ခင်ဗျဒီကနေ့မြောက်ဝတီကိုကတော့ကျွန်တော်တို့ ကရင်ချေကရင်လက်နဲ့ရေးလို့ရရအောင်ကရင်ကထိန်းချုပ်လိုက်ပြီလို့ယတိပြတ်ပြောလို့ရပါတယ်ဒီနေရာမှာတခုတတိထားထားရမယ့်တစ်ချက်ကကျွန်တော်အရှိမပြောရတာနည်းနည်းလေးကြံ့ခဲ့ပါတယ် DGBA သည်တကောင် BGF သည်တကောင် KLLBC သည်တကောင်၎င်းတို့ရဲ့မိခင်အဖွဲ့အစည်းက KMU ကဖြစ်တယ်ဆိုတာဒီအဖွဲ့အစည်းတွေရခေါင်းဆောင်ကြီးတွေကိုတန်းပြောခဲ့ပြီးပါပြီဒါကြောင့်မို့လို့ဒီကနေ့ဒီချိန်မှာမြဝတီကိုကျွန်တော်တို့ကရင်က လုံလုံလည်လည်ထိန်းချုပ်ထားပြီလို့ဒါတော့ကျွန်တော်ယတိပက်ပြောလို့ပါဘာမှမပြောလို့လည်းဆိုရင်ကျွန်တော်တို့ဒီအရူဆိုတာကဒါကနိုင်ငံတကာဥပဒေအကြည့်မယ်ဆိုရင်ကျွန်တော်တို့တွေဒီဂျူရီဂါဗာမန့်ဖြစ်ပါဆိုတော့အမှန်တကယ်ကထိုင်းနိုင်ငံကြီးကျွန်တော်တို့အရင်ကျွန်တော်တို့ခေါင်းဆောင်ကြီးဗိုလ်ချုပ်များမကြခင်အချိန်တုန်းကဗိုလ်ချုပ်များမကွယ်လွန်ခင်အချိန်မှာ KMU ပေါ်ဆက်ဆံရေးနဲ့ဒီကနေ့ဒီချိန် ထိုင်းနိုင်ငံရဲ့ KMU ပေါ်ဆက်ထိုင်ရတော်တော်လေးကြွားချားနေပါအဲ့တော့ဘူချုံမြတက်ရှိရှင်ထင်ရှားရှိနေတဲ့ချိန်လုံးကထိုင်းနိုင်ငံရဲ့ KMU ပေါ်ဆက်ထိုင်ရတော်ဖိတ်ဖိတ်တုံအောင်ကြောက်ရတဲ့အနေထားမျိုးရှိပါတယ်ဆိုတော့သကားဥပြန်ကောက်ရရင်ကျွန်တော်တို့ KMU ဒီဒီဂျူရီဂါမမန်ဖြစ်ပါတယ်ဒါကြောင့်မို့လို့သူတို့ဘက်ကဆက်ဆံရေးပြောင်းလာတယ်နေသက်ကုန်တွေနဲ့ပတ်သက်ပြီး PRP တဲ့ဆိုရင်ကျွန်တော်တို့ကလည်းနေသေးသပါ ထုံတွေကဂျိုသွင်းနေတာတမန်သားနဲ့ကျွန်တော်တို့လုံးလို့ရတဲ့အချိန်ကြီးရောက်သွားပါပြီ။ဒါကြောင့်မို့လို့ဈေးကောင်းကိုစောက်တယ်လို့တော့မဟုတ်ပါဘူး။ကျွန်တော်တို့တွေဒီကျွန်တော်တို့ KMU ရဲ့မူဝါဒမှာရှိပါတယ်။ KMU ကလုံးလေသမျှအလုပ်ပြီးကရင်ဒေသခံပြည်သူတွေကိုဦးစားပေးပြီးတော့ဥထိတ်ထားပြီးလုပ်ရတဲ့အလုပ်ဖြစ်တဲ့အတွက်ကြောင့်ဒါကဈေးကောင်းကိုကျွန်တော်တို့စောက်တာမဟုတ်ပါဘူး။အဓိကအားဖြင့်ကျွန်တော်တို့ဒေသပေါ်မှာအကျိုးဖြစ်ထွန်းတဲ့အလုပ်မျိုး ရေရှည်တည်တတ်မဲ့အလုံးမျိုးကိုကျွန်တော်တို့အချိန်ကာလတစ်ခုအပြည့်စောက်စားနေတယ်လို့ပဲကျွန်တော်ကတော့ဒီလိုပဲမှတ်ချက်ပေးသုံးတပြားပဲဟုတ်ကဲ့ဆက်စင်ရဲ့ပတ်သက်ပြီးဆက်ပြီးမေးလို့ပါတယ်အဲ့ဒါကတော့ကျွန်တော်တို့ရှမ်းမြောက်ဒေသမှာဆိုရင်အခု TNL ဆိုမျိုး၁၂မျိုးတင်ထားတယ်ပေါ့နော်ဟို MNDA လဲလားချိုတိတက်တင်တယ်ဒါပေမဲ့အခြေအနေရအခုပြန်ဆုတ်ပေးရတယ်ဟော A ဆိုလဲဒါ၁၄မျိုးကိုသူတို့ထိန်းချုပ်တာမြီဟိုချင်းမာဆိုလဲဒါမကြံတော့ဘူးကရင်ဒီမှာတော့နည်းနည်းပြန်ဆုတ်ထားတယ်လို့ကြားတယ် ိုတော့အဲ့ဒီလိုမျိုးပေါ့နော်သူတို့ကတကယ်မျိုးကြီးတွေကိုမျိုးတော်တွေအထိကိုတက်သိမ်းပြီးစစ်ဌာနချုပ်တွေပါတိမ်းယူတဲ့အဆင့်ပေါ့နော်အဲ့လောက်အထိကိုဟိုယူပြီးတော့အခုစိုင်းထားတဲ့အနေထားပေါ့ဆိုတော့ KNU ကအခုက nested scan တွေတိမ်းတော့မှရှိသေးတယ်ဆိုတော့ KNU ရဲ့ရည်မှန်းချက်ပေါ့နော်တွားနိုင်မယ်လုံနိုင်မယ်အနေထားရောဘယ်လောက်အထိပြောနိုင်မလဲဘယ်လောက်အထိပြောလို့ပြောလို့ရမလဲဒီမဲပေါ်နဲ့ပတ်သက်ရင်တော့ကျွန်တော်ဖြေကျင်တာကကျွန်တော်တို့မြန်မာနိုင်ငံထဲမှာရှိတဲ့ EAO တွေကတစ်ဖွဲ့နဲ့တစ်ဖွဲ့က နိုင်ငံရေးယက်တီချက်နဲ့အနာဂတ်မြောင်းမှန်ချက်တွေတူကြမတူမှာပါဆိုတော့သူတို့ဒီလေသူတို့ရဲ့နိုင်ငံရေးကြီးမှန်ချက်အနာဂတ်မြောင်းမှန်ချက်တွေနဲ့ပတ်သက်ပြီးသူတို့လုံဆောင်နိုင်တယ်လို့လုံဆောင်သွားတဲ့အတွက်ကြောင့်ဒီအပေါ်မှာကျွန်တော်အနေနဲ့ကတော့ဂုံယူစကားပဲပြောပြရတယ်ခုနေ့လက်ကောင်းပါပဲကျွန်တော်တို့ KMU မှာကြာပြန်တော့လေကျွန်တော်တို့ KMU ပြီးတော်လိုင်းလောက်ခဲ့တာနှစ်ပေါင်း80ကျော်ရှိနေပါပြီ။ ဆိုတဲ့အခါကျတော့ကျွန်တော်တို့အဓိကအားဖြင့်ကျွန်တော်တို့ကပြည်သူလူထုနဲ့မြို့တွေမနာအောင်လို့ကျွန်တော်တို့လုပ်ရတဲ့ strategy တွေရှိပါတယ်။နောက်တစ်ခုကတော်ရရင်ပြီးတဲ့ကာလအလွန်မှာပြန်လဲတည်ဆောက်ရေးမှာကျွန်တော်တို့အသက်သာဆုံးနဲ့အကောင်းဆုံးပြန်လဲတည်ဆောက်နိုင်အောင်လေကျွန်တော်တို့မှာဒီလိုမဟာဗျူဟာတွေရှိကြတဲ့အတွက်ကြောင့်တစ်ဖွဲနဲ့တစ်ဖွဲတူတင်မှတူပါမယ်။အဲ့တော့ဒီနေ့ကမှပြောစရာတစ်ခုရှိတာကနိုင်ငံတကာ စိရမဟာဘျူဟာသဘောတရားတွေကိုကျွန်တော်တို့ပြန်လဲလေ့လာလိုက်တဲ့အခါမှာ draw ကိုသိမ်းပြီးမြို့ကိုဝိုင်းတဲ့အဆင့်ရှိသလို central command ဘုတ်ကိုဓာတ်လိုက်တိုက်ခိုက်ပြီးတော့ဘေးနံငါတွေအကုန်လုံးရိုက်ချိုးတဲ့ဤလည်းရှိပါတယ်ကျွန်တော်တို့ KMU ကတော့လက်ရှိအချိန်မှာ draw ကိုသိမ်းပြီးမြို့ကိုဝိုင်းတဲ့ဤပြူဟာအဟောင်းကိုသာ လုံဆောင်နေတယ်လို့ကျွန်တော်ကတော့ဒီလောက်ပဲရှုမြင်သုံးသပ်ပါတယ်။ကဲဒါကတော့ KNU ရဲ့ဒီစီးရေးနဲ့ပတ်သက်ပြီးသုံးသပ်ထားတာပဲဖြစ်ပါတယ်နော်။ကဲဘောမာတွေလိုင်းပေါက်တက်လာပြီဆိုရင်အမြဲတမ်းပြန်ပြီးတော့ဗောနော်တုံ့ပြန်ပြီးတယ်ကျွန်တော်တို့ရဲ့ဒီဥကြော်ဗောနော်ဘာတွေပြောတာတစ်ချက်နားထောင်ကြည့်လာနော်မင်းရဲ့ပါဇက်ကဘာဆောက်တယ်မှာမင်းရဲ့ပါဇက်ကနေပဲအမိတ်ပေးလိုက်တာမဟုတ်ဘူးလားဟမ် ခုပြည်သူရက်ရွာမှာအခုဆုံးရှုံးသွားတဲ့အသက်တွေစီးစိမ်အိုးအိမ်တွေမြန်မာတနိုင်ငံလုံးမှာအကုန်လုံးပြာပုံဖြစ်ခဲ့ရပြီဟာလားအခုခွေးသေးဝက်သေးတေကြီးဆုံးနဲ့တေပြီးတော့ကာလနာတိုက်တဲ့အချိန်ရောက်မှမင်းကအပြစ်ခတ်ရက်စည်းကိုလိုက်နာပေးပါဆိုတော့မင်းပါဇက်က 我把那收回家来，哎，来买票，喏，哎、嗯，来买票。啊，前排是啊，那是你爹亲妈，哦，带咱兄弟带兄弟讲自己挣的零数啦，增加大笔，阿妈都没看，都个人交的，没看写的喏，都个人交的，没看写的，喏，一家八口。 没路条吧？难道没必要用这么些钱？喏，那么贵呢？印度啊，只差我亚洲多让伊别多大，但伊拉尼国毛那么一阿欧的耶，多让伊他妈的贵，喏，没么过金沙水水的，阿里水不习惯呢啊。 လှုပ်ချင်ရလှုပ်တယ်ကွာငါမလှုပ်ရဲတာဘာမှမရှိဘူးကွာဆိုပြီးတော့မင်းထင်တိုင်းကျဲခဲ့တာဟမ်ဒီကနေ့ကိုယ်အလဲရောက်တော့နာတတ်တာနာတတ်တာလူမဟုတ်ဘူးတလိုက်ဆန်ကဲပြောရနော်ရှင်းလားငါပြောတာတလိုက်ဆန်ကြီးနိုင်ငယ်ကြီးနိုင်ရစားအဲ့ဒါလူမဟုတ်ဘူး 路没好铺，Off、nine, Arizona, 得来抢哩。大家莫怕，些些阿那些些亏了苦了，得来抢，得来抢，莫罗没罗。哦，过今仔是没时间，先拿拿票了，没罗么补呢？阿古早上有别个，当我也也不拉的，现在你阿来嘛，没罗接，喏，阿罗阿罗，偷班来了，爱老天，喏。 ဒီတော်လိုင်းရဲ့အင်အားဘက်ကိုပန့်မိုးမှုဟာပြည့်စုံမှုမရှိဘူးအခုဒီကနေ့မင်းတို့ဖက်စစ်စစ်အာဏာရှင်အကြမ်းဖက်စစ်ခွေးတို့တိုက်ကိုဆုံးမနေတာကမင်းတို့စခန်းတစ်ခုကြတိုင်းမှာမင်းတို့စစ်ဖက်စစ်စစ်ကောင်စီတွေရဲ့ကြံခဲ့တဲ့လက်နက်တွေမင်းတို့သေမနိုင်သွားလို့တဲ့လက်နက်တွေဝင်ရောက်ပူးပေါင်းသွားတဲ့စစ်ခွေးတွေ 能，哎哎你里人呢？没拿我变对了。这你阿弟表扬人，这你阿弟表扬人，你吃哪场龙？回头我回我变爷爷了，阿爷那死的，爸爸妈妈是故乡，哪来了？回头呢？回我变爷爷了，阿爷他阿娘死的我。死的侬阿表了，哎。 这苦了太多来我们，没有我们干的，喏 <noise>，啊苦嘛，啊别看一啊别看一十五来拿加家八路八路表里面。阿罗提多揽耶的，阿南熊，带你两个好不过，喏，南兄带你两好，阿罗话南边的路的，阿罗布，带你两个。 不礼貌，得财你的，回霍、嗯，毛差哪挂？阿拉没弄么子也没钱买他子，喏，没钱没子啊？妈咪哟，过年挣了么挣嘛么子用？阿拉不礼貌，挥财大你喽？阿不礼貌啊，回屋俺们啊毛差你啦，一差你啦？阿拉没弄么子也没钱买他瓜，现在侬阿觉得？就清心的觉得，喏，哪里要，阿有没上来过，喏。 လုံမင်းတို့လည်းလုံเสียရှိတာလုံပါငါတို့ကလည်းဆုံးမเสียရှိတာဆုံးမရမှာပဲမှန်ပဲโอเคโอเคဒါတော့ဥကျော်ရဲ့ဗီဒီယိုဖိုင်ဖြစ်ပါเนาะအဲ့တော့မင်းအွန်လိုင်းကတော့ခုရပိုင်းမှာကြားရတိုင်းပဲเนาะဒီ iOS တွေကိုဆွေးနွေးဖို့ဖိတ်ခေါ်နေတာကြားကြားပါဘောเนาะဒီနေ့မှာဆိုလဲဒီသတင်းတွေကြားနေရရယ်เนาะအဲ့တော့တစ်ဖက်မှာလည်းဘုံတွေချဲနေတစ်ဖက်မှာလည်းဓမျိုးပြောနေတယ်ဘောเนาะသူ့စကားကိုဘယ်သူမှလည်းမယုံတော့တော်တော်ကြားနေဘောเนาะဒါကိုအရှက်မရှိပြောရေးသေးတာတော်တော်လေးကိုတော့အာဘယ်လိုလဲမျက်နှာပြောင်တိုက်လို့ပြောပါဘောเนาะ ဲ့တော့ဘလို့ပဲပြောပြမျက်နှာပြောင်တိုက်တိုက်ပေါ့နော်တိုင်းသားအဖွဲ့တွေကတော့အပြက်စောမှာတေးကြနေပါပြီနော်ကဲနောက်ဆုံးမှာတော့ဒီဒီရခိုင်မှာဖမ်းမိတဲ့ဒီစစ်ဘူဂျုတ်တွေနဲ့ပတ်သက်ပြီးတော့ပေါ့နော်သုံးတက်ထားတဲ့ကိုစစ်ဘီတို့ဖိုင်ချက်တော့ကြည့်အောင်နော်စစ်ဦးစီးမှုပထမဒဏ်ဒုတိယဗိုလ်မှူးကြီးကျော်လင်းကြိုင်ကိုကြောက်ဖြူတိုက်ပွဲမှာရခိုင်တပ်တော် AA ကဖမ်းမိထားတယ်။နော်အခုဒီနေ့ရောက်နေတဲ့အချိန်ကဘယ်လိုပုံစံဖြစ်ဗိုလ်မှူးကြီးနော်ဗိုလ်မှူးချုပ် ိုမူမိတယ်မလားအော်အေးနောက်တစ်ခေါက်မိပြန်ပြီအာယုံမလာကြတော့ဘူးအဲ့လောက်ထိဖြစ်ကုန်ပြီနော်ကျွန်တော်မှတ်မိကြသေးတာအာနာစသိန်းသာစကတူမီလေးရန်တောင်းလေးနဲ့စစ်ကြောင်းလေးကိုပြစ်ပြီးပြီးအောင်မလေးပျော်လိုက်တာဟမ်ဟုတ်တယ်နော်မှတ်မိကြသေးတယ်မလားအေးအဲ့လိုစစ်ကြောင်းလေးကိုပြစ်ပြီးရန်တောင်းလေးနဲ့စစ်ကြောင်းလေးကိုဘုံဘုံဘုံပြစ်ပြီးပြေးချိန်ကမင်းတို့တွေကပြစ်ပြေးပါကွာအဲ့လိုကိုယ်ခနဲ့ခံထိတယ်ဒါပေမဲ့အဲ့ဒီ စစ်ကြောင်းလေးကိုပြစ်ပြီးပြင်းနိုင်လို့ပြောလိုက်ကြတာပြောလိုက်ကြတာဆုံးမလုံးမတော်တယ်ဘာဖြစ်သားညာဖြစ်တယ်ဆိုပြီးတော့ဟုတ်တယ်နော်ဟမ်မိတ်ကလေးဆိုပြီးလုံးမတော်တယ်မင်းအောင်နေကြီးအကောင်းလိုက်တာဟုတ်တယ်မလားဒါပေမဲ့အဲ့ဒီအစင်းရနေတဖြည်းဖြည်းနဲ့စကန်းနေတိတ်နော်တိုက်ရင်းနေတိတ်တမတွေတိတ်စစ်ကြောင်းပြုတ်တိုက်နော်အဲ့ဒီကရင်တစ်စီလုံးတာမြို့တွေတိတ်ရွာတွေတိတ်တိန်တိန်တိန်လာတာအခုဆိုရင်တနင်္လာရီကျော်မှတောက်လျှောက်တိန်နော်တဖြည်းဖြည်းနဲ့ဖမ်းမိတာနော်စစ်ထနာချုပ်တွေတိန်ဟာဘုံမှုတွေဘုံမှုချုပ်တွေနော် အခုလဲထမ်းမိပြန်ပြီတိုင်းမောင်းမပြောကြတော့လားယိုးဟားတော့လားအော်အဲ့ဒါဆိုရင်ခမားတို့ကဒီထက်ကြီးတဲ့အကောင့်တွေကိုမှန်းနေပြီပေါ့တင်ကြတယ်အဲ့ဒါဆိုဟုတ်တယ်လေဘုံမူးတွေဘုံမူးကြီးတွေမိတာမှာအော်အေးနောက်တစ်ကောင်မိပြန်ပြီဒါတော့ပဲတိုင်းဝမ်းလာလုံးမစို့နိုင်ဘူးဆိုရင်ခမားတို့ရဲ့ရီမန်းချက်ကနောက်ထပ်ဒီထက်ကြီးတဲ့ခေါင်းကြီးတွေကိုမှန်းနေတဲ့ပေါ့မင်းအောင်နိုင်လို့စိုးဝင်းလို့မိတဲ့ဒီမှာအေးလက်ခုပ်ပြီးမယ်မလားโอเคလောလောဆယ်တော့เนาะ အောက်ကရှိတဲ့အကောင်ကြီးမိလဲနည်းနည်းပြောပြလိုက်အောင်ကျွန်တော်တည်င်းကိုကြီးညာပေးမယ်။ကြောက်ဖြူမြို့နယ်အတွင်းဖြစ်ပွားနေတဲ့တိုက်ပွဲတွေအတွင်းစစ်ကောင်စီဒုတိယဗိုလ်မှူးကြီးအစ်စ်ရှိသူကဲတည်င်းကတော့ခုနကကျွန်တော်ဖတ်ခဲ့တဲ့တည်င်းပေါ့နော်။သူသုံးတာလေးတစ်ချက်နောက်အောင်ကြည့်အောင်။ကိုစီကသူကပြောရင်ပြပြနေနေပြောတတ်တယ်ဆိုတော့ तू ပြောတာသာသဘောကျတယ်။ ဘယ်ကောင်လဲတော့မသိဘူးမမမိတော့တွေ့သေးတယ်အဲ့ကြောက်ယူကိစ္စနဲ့ပတ်သက်လို့ဘာအေးဆေးပဲတောက်ယူကိုဘလို့ဘလို့စစ်တောင်းထိုးတာဘာဖြစ်လဲညမင်းတို့ကောင်တွေဗဇက်ကနေလူတက်နေတာမင်းတို့တကယ်ဗဇက်ကလူတက်တာမင်းတို့စစ်တပ်အားပေးတဲ့ကောင်တွေတိလာပေရာအောက်မှာဒီမြေကြီးဘုံမူကြီးအစင်ရဆာသိနေဆိုအောက်ချီရေပေါ်ဘာပေးတယ်မင်းတို့စဉ်းစားကြည့်အဲ့ဒီပေရာနဲ့ရေပေါ်တွေကမင်းတို့စစ်ခေါင်းဆောင်တွေနဲ့မင်းတို့အဲ့ဒီစစ်တပ်ကိုထောက်ခံပါတယ်ဆိုတော့မင်းတို့ခွေးမျိုးတွေတတိုက်ချောက်ကိုသိရတယ်ဘေးကနေမြောက်ပေးတယ် ဟမ်တွားကြည့်ရခိုင်မှာမင်းတို့အဲ့ဒီစစ်တပ်ကိုထောက်ခံတဲ့ line ပေါ်မှာအော်နေတဲ့နော်ဖားတယ်တွေဖားကောင်းတွေမင်းတို့ကိုယ်တိုင်အဲ့ဒီရခိုင်အောင်တွားပြီးမင်းတို့တိုက်ရဲတာတကောင်မှမတိုက်ရဲဘူးမယုံလူကြည့်အဲ့တော့မင်းတို့စစ်တပ်ကောင်တွေမွားနေတယ်ငါပြောချင်တာကမင်းတို့တွေအင်တာနက်မတုံးတာလားဘာလားတော့မသိဘူးနော်ဒီခွေးသားတွေမြောက်ပေးတဲ့တင်းလောက်နားထောင်မယ်ဆိုတော့မင်းတို့အသက်ပယ်လို့ဆုံးမှာမဟုတ်ဘူးနော်ကြည့်ဘုံမူဒီစင်နေအောင်မှဖြုတ်ခဲဖြုတ်ခဲပါနေပြီအဲ့လိုနေထားမှာအောက်ခြေတက်ဖို့ဘယ်လောက်ကြမလဲစဉ်းစားကြည့် နော်ဒါအောင်ပေလို့မင်းအောင်နိုင်ရပြောသေးတယ်ဘာဖြစ်လဲအပြစ်ခက်ရက်ဆဲထားတာကိုဟိုသူများတွေကသူ့ကိုတိုက်လို့ဆိုသူစစ်တပ်ကပဲတိုက်နေတာနော်အဲ့တော့ဟိုပြောရတာမကောင်းဘူးကွာစစ်တပ်ထဲမှာဒီစစ်သားဟိုအရင်ဒီစစ်မှုထမ်းဥပဒေမတိုင်ခင်အရင်ရှိခဲ့တဲ့စစ်သားတွေကလေကိုအမေကိုမရပြန်တော်ခိုင်းတော့တော်မဲ့ကောင်ကြီးတွေလုံးဝအတ္တိတရားကိုမှောင်မှိုက်ပြီးတော့သူတို့အာယုံထဲမှာဘာမှအတ္တိတရားမရှိတော့ဘူး အမိတ်ပေးလို့တိုက်ဆိုရင်တိုက်မယ်တက်ဆိုရင်တက်မယ်ပြစ်ဆိုရင်ပြစ်မယ်ဆိုတဲ့အတိတော်ပဲရှိတော့တယ်အဲ့ဒါလို့ကြောက်အခုလို့မျိုးကန်းကုန်တယ်အဲ့တော့စဉ်းစားကြဒါပေမဲ့ကျွန်တော်တို့ပြောချင်တာကတိုင်ရင်တက်ဖွဲ့ရဲဘော်တွေတိုင်ရင်သားလက်နက်ကန်တွေနဲ့ခမားတို့မိလိုက်ရင်တုံပန်းမိလိုက်ရင်တိုက်ပွဲမှာပြစ်လို့ခတ်လို့မှနော်ဒဏ်ရာတွေရပြီးတော့အော်ဟဲ့ညီးဟဲ့တက်လာတဲ့ကောင်တွေတခါတိုင်းမေးမင်းတို့အပတ်စဉ်ဘယ်လောက်လဲနော်လက်ရှိစစ်မှုထမ်းဥပဒေရဲ့နောက်ပိုင်းကလွဲလို့ အဲ့ဒီအရှိရကောင်ဆိုအကောင်လုံးပြစ်တပ်လိုက်ပြီးတော့ရှောက်လို့ခင်ဗျားတို့ရေနဲ့မလိုက်ထွေးနဲ့မထွေးနဲ့ဘာလူသားချင်းစာနာမနေဒီကောင်တွေလူစိတ်ရှိတဲ့ကောင်တွေမဟုတ်ဘူးလူလူချင်းမဟုတ်လို့လူသားချင်းစာနာတင်တာတိကျကျွန်တော်တို့တွေကလူသားချင်းစာနာမှာလူစိတ်ရှိတဲ့ကောင်တွေကိုပဲလူသားချင်းစာနာမှာဘာဖြစ်လို့လဲနာမည်ကိုတဲကလူသားချင်းစာနာတာလူနဲ့ခွေးနဲ့စာနာတာမဟုတ်ဘူးအဲ့တော့ခွေးစိတ်ပေါက်နေတိရစ္ဆာန်စိတ်ပေါက်နေတဲ့ကောင်တွေကိုခင်ဗျားတို့စာနာစရာအကြောင်းမရှိဘူးတိကျလားနော်ငါညီတွေငါညီမတွေရဲဘော်တွေရှေ့တန်းထဲမှာတိုက်နေတဲ့ နော်ညီငယ်တွေနော်ယာရှိကမလုပ်ခိုင်းရင်လည်းဒီကောင်တကောင်ကိုစစ်စရာမေးစရာမရှိဘူးဘာမှမလိုတော့ဘူးဟုတ်လားအဲ့ဒါဆိုရင်ယာရှိကမလုပ်ပါနဲ့တုံမန်းဥပဒေပါညာတတတခါတွေနေကြကွာစီတွေတောင်ကြီးပဲတော်တွေလုံနေလို့ရှင်ဟုတ်ကဲ့ပါလို့ခေါင်းချင်းလိုက်ပြီးလို့ရှင်ပြစ်တတ်ပိုက်ဘာလို့ပြစ်လဲဆိုကျွန်တော်တနက်လူပြီးကျွန်တော်ခုခံလို့ပြစ်တယ်လို့ပြီးရောရှင်းလို့ရှောက်လို့သိလားနော်တို့ရဲ့ခေါင်းစဉ်ကိုတည်းကပါတယ်လူသားချင်းစာနာလူမိုးတဲ့ကောင်တွေမစာနာနဲ့နော်အဲ့လူမိုးတဲ့ကောင်တွေမစာနာရင်မင်းတို့စာနာလိုက်ရင်မင်းတို့ရဲ့အတက်တွေအလကားတက်တဲ့ဇတိရတယ်မတန်ဘူး ဒီလူမဟုတ်တဲ့ကောင်တွေအယောက်တရာနဲ့ဒိုးဘက်ကရဲဘော်တယောက်နဲ့မလဲနိုင်ဘူးမှန်မဲ့တာတော့ဒါကြောင့်မို့လို့မလို့အဲ့တဲ့ကောင်တွေပြစ်တတ်ပလိုက်မင်းတို့ငါမေးမယ်ကွာစစ်တပ်ဘက်မှာငါတို့ PDF တွေတော်လိုင်းအင်အားစုတွေကိုဖမ်းထားတဲ့တုံမန်းကြီးလဲမယ်ဆိုရယ်တုံမန်းရှိလားမင်းတို့စစ်သားတွေက PDF တွေမိလို့နော်စစ်လေးလေးတိုက်ကြတာနဲ့အချွေဘူးလေးလိုက်ပြီးတော့ရရှိတဲ့အချွေဘူးလေးကိုလည်းမြတ်တော့သူတို့လည်းပစံထက်ခွန်းတဲ့ဟာလည်းမြင်ဘူးလားမမြင်ဘူးပါဘူးအခုကဲမင်းစစ်သားနဲ့တုံမန်းကြီးလဲမယ်ဆိုတော့ ်ပီဒီအက်ဘက်ကဖမ်းထားတဲ့ပီဒီအက်မပြောပါနဲ့ကွာတာမန်ပြည်သူလူငယ်တွေကိုဖမ်းထားတဲ့ကလေးတွေအောင်မကောင်းကောင်းမွန်မွန်ဆောက်ရှောက်ထားတာတွေ့တယ်အဲ့ဒါအဖြစ်ပဲပီဒီအက်မပြောနဲ့ရက်ွက်ထဲမှာသူ့အတူပေါက်ပန်း၄၀ရှောက်ဖမ်းပြီးတော့နော်ခေါင်းစဉ်မျိုးစုံတတ်ထားတဲ့တာမန်ပြည်သူတွေတောင်မှအဲ့ဒီစစ်တပ်ကဆောက်ရှောက်ထားတာတွေ့တာအဲ့တော့ဒိုးကလူသားချင်းစာနာဆိုတဲ့ခေါင်းစဉ်အောက်မှာပဲနေလူနဲ့ခွေးနဲ့စာနာဆိုတဲ့ခေါင်းစဉ်အောက်ကိုမရောက်ဝါးစင်နေတယ် ဒါကြောင့်မလို့တက်ရင်တက်ဖို့မှရှိတဲ့အရာရှိနော်လူကြီးမင်းတွေကိုကျွန်တော်ဒီကပြောချင်တာခမည်းတော်စာနာမှာကလူသားချင်းပဲစာနာမှာခွေးစိတ်ပေါက်နေတိရစ္ဆာန်စိတ်ပေါက်နေတဲ့ကောင်တို့လူနဲ့ခွေးနဲ့သွားမစာနာနဲ့ခမည်းတော်ကျွန်တော်တို့အောက်မှာရှိတဲ့ကလေးတွေရဲ့အတက်ကအလကားမရဘူးနော်အဲ့တော့တိုင်းသားလက်နက်ကင်တွေပဲဖြစ်ဖြစ် PD ရဲ့ဒီ MOD အောက်မှာတိုက်နေတဲ့ PD ရဲ့ဒီအပြင်ရဲ့ local တိုက်နေတဲ့ PD ရဲ့တွေပဲဖြစ်ဖြစ်ဒိုးတွေစာနာမှာကလူသားချင်းပဲစာနာမှာလူနဲ့ခွေးနဲ့မစာနာကြနဲ့ ကျွန်တော်ဒါလေးပဲမြစ်တာရက်ခံချင်တာပေါ့။ကဲဒါတော့ကိုစီသုံးထားတဲ့ beautiful file ဖြစ်ပါရဲ့နော်။ကြားတဲ့အမြင်တဲ့အတိုင်းပဲကျွန်တော်အခုတလောမှာတော့နော်ချမ်ပစ်စစ်ကောင်းဆောင်မင်းအောင်လိုင်ရဲ့ဒီရာထူးကြီးပိုင်းနေပဲကျွန်တော်ဖမ်းမိနေရဖြစ်ပါရဲ့နော်။အဲ့တော့အဲသူတို့ဘက်ကတော့နော်ကျွန်တော်တို့ရဲဘော်တွေဖမ်းမိတယ်ဆိုရင်ဘယ်တော့မှအရှင်ထားတာမဟုတ်ပါဘူးနော်။အဲ့ဒီအတွက်လည်းကိုစီကအခုချိန်မှာဆိုဒီလိုမျိုးရှင်းပြနေတာဖြစ်ပါရဲ့။အဲ့တော့ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့တော်လိုင်းရဲ့အခုချိန်မှာဆိုရင်နိုင်တဲ့ တော်တော်များများနိုင်နေတဲ့အခြေအနေဖြစ်လာပြီပေါ့နော်။ချမ်ပတ်စစ်ကောင်းဆောင်မင်းအောင်လိုင်ကရှုံးလုံးတို့တော်မှအခုဆိုရင်မျက်နှာပြောင်တိုက်ပြီးတော့ပေါ့နော်။ဆွေးနွေးညှိနှိုင်းဖို့လာခဲ့ပါလာခဲ့ပါတဆာဆာအော်နေတာပေါ့နော်။တစ်ဖက်မှာလည်းလင်းနဲ့ဘုံချင်းနေတာပေါ့နော်။ဒီလိုကောင်ကဘလို့အုံနောက်နေများဒီလိုမျိုးစကားပြောထွက်ရေးလည်းမသိပေါ့နော်။အဲ့တော့ဘာပဲဖြစ်ဖြစ်ပါပြောင်းလဲပြောင်းစားအမြဲတမ်းပြောနေတယ်မင်းအောင်လိုင်ကတော့တဘေးတိုင်းတစ်ဖွဲ့မှဘေးတိုင်းသားတော်လိုက်တစ်ဖွဲ့မှမယုံကြည်မရှိပါဘူးနော်။အဲ့တော့အားလုံးကမင်းအောင်လိုင်ပြုတ်သွားတဲ့တိုင်အောင်ပေါ့နော်။အဆုံးထိတိုက်မှဆိုတာသိကြနေပါရဲ့နော်။ ဲ့တော့မကြခင်ဒီထက်ကောင်းတဲ့အောင်ပွဲတွေနေ့တိုင်းမှာပါနော်ထက်လာအောင်မယ်ဆိုတော့ယုံကြည်ပါတယ်နောက်ဝဲတွေထက်လာတယ်ဒီစကန်တိတိုက်ဝဲထက်လာတယ်ဆိုတော့ကျွန်တော်ထပ်ပြီးတော့တင်ဆက်ပေးပါအောင်မယ်နော်ဒီညပီလိုလေးကတော့ဒီလောက်ပါပဲအစာဆုံးကြည့်ပေးတဲ့မိဘပြည်သူရောက်စတဲ့ထူပဲကျေးဇူးတင်ပါတယ်အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံပြီးတော့အကြပ်ဖတ်မင်းအောင်လိုင်းစစ်ပေးငလင်ပေးဘေးအနေပေါင်းစုံမှာကင်းလို့ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ